မင်္ဂလာပါ Stella was mama ကျူစုပါရယ်2025ခုနှစ်မန်လာ23ရက်နေ့မှာ29ရက်နေ့အထိတရင်နှစ်ဖက်အတွက်ဖြစ်ပေါ်လာနိုင်တဲ့ကံကြမ္မာများကိုဝေးဖွားသည့်နေ့နဲ့အလိုက်ပြောပြပေးတော်မှာဖြစ်ပါတယ်စနေနေ့ဖွားသည့်များအတွက်ဒီတစ်ပတ်မှာမိသားစုနဲ့စီးပွားရေးအသင့်ဘဝရဲ့အဓိကအားယူဆိုင်စရာဖြစ်လာပါတယ် စနေကျော်ရဲ့ဆွမ်းအားကြောင့်တင်းရဲ့စိတ်ရှိမှုဆွေးရှိမှုနဲ့တင်းငိမ်မှုကိုပြသဖို့ချိန်ခါအောင်ဖြစ်ပါတယ်။အခက်ခဲတွေကိုကြော်လာဖို့ခွန်အားတွေရရှိလာနိုင်ပါတယ်။စီးပွားရေးစီးပွားရေးမှာစိတ်ခေါမှုတချို့ရှိနိုင်ပြီးဘလုံးမှာအခက်ခဲတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဖောက်တယ်ဒါမှမဟုတ်အကျူးတူဘူးပေါင်းဆောင်ရသူတွေနဲ့အစင်မပြေတာမျိုးဖြစ်တတ်ပါတယ်။စိတ်ရှိမှုနဲ့စီမံနိုင်စွမ်းကကြော်လာနိုင်ပါတယ်။ လူမှုရေးမိသားစုနဲ့အချိန်ဖယ်ပြီးတွေးဆဖို့ခွင့်အရေးတွေရှိလာနိုင်မယ်။သူတို့နဲ့စကားပြောရင်စိတ်ချမ်းသာမှုရလာနိုင်ပါတယ်။လူမှုရေးမှာတည်ငြိမ်မှုရှိလာနိုင်ပေမဲ့အပြင်းလူနဲ့စကားပြောရင် အထင်သွဲတာဖြစ်တတ်တာမှုသတိထားပါ။အချိန်ရေးအိမ်တော်ရေးအချိန်ရေးမှာ အထွန်လွန်းမှုတွေဖြစ်လာနိုင်တယ်။ချစ်သူရှိရသူတွေဆို စကားပြောရင်နားလည်မှုလွဲတာဖြစ်နိုင်တယ်။အိမ်အောင်ရှိရသူတွေဆိုရင် အိမ်နောင်ဘက်နဲ့စိတ်မရှိတာမျိုးဖြစ်နိုင်ပါတယ်။တခြားအကြောင်းအရာများအနေနဲ့ကတော့ကျမကြီးမှာပြင်းမှန်းတာဓာတ်မမဟုတ်ဒူးနဲ့ခြေတော့နာတာမျိုးဖြစ်တတ်ပါတယ်။ဘာသာရေးဘက်ကစိတ်ဝင်စားမှုဘူးများလာနိုင်ပါတယ်။အနည်းချုပ်အနေနဲ့ကတော့ဒီတစ်ပတ်မှာခေါင်းငုံနဲ့ကိစ္စရဲ့များကတော့မိသားစုနဲ့ပုံမူနီးစပ်လာပြီးတော့လူမှုရေးမှာတင်းကျပ်မှုရှိလာနိုင်တယ်။ဘာသာရေးကိစ္စတွေကစိတ်ချမ်းသာမှုပေးနိုင်ပါတယ်။ တတိထားမှာကိစ္စတွေကတော့အချီးမှ အထင်လွင်းမှုဖြစ်နိုင်တာမျိုးစကားပြောရင်ဂရုစိုက်ပါ ပင်မနာကြောင့်ကျမ်းမာရေးထိရိုက်နိုင်ပါတယ်အကြံပြုချက်အနေနဲ့ကတော့စိတ်ရှိရှိထားပြီးအနားယူဖို့အချိန်ပေးပါအနဲ့အောင်ပစ္စည်းကိုတုံးပြီးတော့ကန့်ကောင်းပြုလုပ်နိုင်ပါတယ်စနေနေ့မှာစီမီခုနှစ်တိုင်းထုံပြီးစေအေးချက်မှုအတွက်ဆူတောင်းပါ